Hello အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ teacher ပန်းမှာဒီနေ့မှာတော့ကျမက KG ရဲ့အခေယာရီမှာပေါ့နော်အင်္ဂလိပ်စာအကြောင်းကိုမေးကြတယ်အဲ့တော့ပထမဆုံးကျမပြောပြချင်တာက KG မှာမြမစာအင်္ဂလိပ်စာသင်ချာဆိုပြီးဘာသာရပ်မရှိပါဘူးနော်သင်ရိုးသဖြစ်တဲ့အတွက် နယ်ပယ်6ရက်နဲ့ပဲသွားပါတယ်။အဲ့ဒီနယ်ပယ်6ရက်ကဘာတွေလဲဆိုတော့ကျွန်မရှေ့သင်ခန်းစာတွေမှာတော့ပြောပြခဲ့ပြီးသွားပါပြီ။အဲ့တော့အဲ့ဒီနယ်ပယ်6ရက်ပဲရှိတယ်။ညီမစာအင်္ဂလိပ်စာသင်ချာဆိုပြီးတော့ဘာသာရက်တွေမရှိဘူး။အဲ့တော့ကျွန်မတို့တွေကညီမစာမှာဘာတွေသင်ရမလဲဆိုတော့အရင်ရှေ့တစ်ပတ်ကပြောပြပြီးပါပြီ။အဲ့တော့ဒီနေ့ပြောပြမှာကအင်္ဂလိပ်စာပါ။အင်္ဂလိပ်စာမှာကျွန်မတို့က capital letter ကိုသင်ရပါမယ်။အဲ့တော့ small letter ဘယ်အချိန်သင်ရမလဲလို့ကျွန်မကိုမေးပါတယ်။ small letter ကို kg မှာမတင်ပါဘူးရှင်တင်ရိုးထဲမှာမပါပါဘူး small letter တင်ရိုးမှာမပါပါဘူးအဲ့တော့သူ့ကိုဘယ်အချိန်မှာတင်လဲဆိုတော့ grade 1မှာတင်ရပါတယ် small letter ကို grade 1မှာတင်ပါတယ်ရှင်နော်အဲ့တော့ဒီ small letter လေးကိုကျမတို့ကဒီ kg မှာလုံးဝမတင်ပါဘူးเนาะအဲ့တော့ capital letter တင်တယ် capital letter တင်တဲ့အချိန်မှာ A B C D E F G ဆိုပြီးတော့သင်တာမဟုတ်ပါဘူး A E F H I ဒါမျိုးပေါ့နော်ညင်းဖြောင်းနေနဲ့ပဲဆွဲတာညင်းဆောင်နေနဲ့ညင်းဖြောင်းနေနဲ့ဆွဲတာညင်းကိုွေးနေနဲ့ဆွဲတာညင်းဖြောင်းညင်းကိုွေးဆွဲတာဒါမျိုးခွဲစားပြီးတော့သင်တာဖြစ်ပါတယ်အဲ့တော့ကျွန်မကိုကျွန်မက A E F H I ဆိုပြီးတော့သင်ရတယ်လို့ပြောတဲ့အချိန်ကျတော့တချို့ကကျွန်မကိုပြောကြတယ် A ကနေစမရေးရဘူး L ကနေစရတယ် I ကနေစရတယ် T ကနေစရတယ်ဆိုပြီးတော့ကျွန်တော်ပြောကြပါတယ်အဲ့တော့တခုပြောချင်တာကလေအဲ့ဒီ A E F H I ဆိုပြီးတော့ရေးရတယ်လို့ကျွန်မပြောတာက ကျွန်မလောက်ထားတာတော့မဟုတ်ပါဘူး သူ့ရဲ့တင်ယိုးမှာကိုကဘဲဟာလေးကိုအရင်ရေးရမယ်ဆိုတာရေးပေးထားတာဖြစ်ပါတယ်เนาะအဲ့တော့သူ့ရဲ့လာပိုင်းမှာဒီကမှာပါထားပြီးသားလေးကိုကျွန်မကပြောပြပေးတာပါအခုကျွန်မပြောပြနေတာတွေအကုန်လုံးကတင်ယိုးထဲမှာပါတာကိုပဲပြောပြတာပါကျွန်မရေးထားတာကျွန်မလုပ်ထားတာကျွန်မသတ်မှတ်ထားတာမဟုတ်ပါဘူးเนาะအဲ့ဒါလေးကိုကျွန်မရဲ့ comment တွေမှာကျွန်မကိုလာလာပြီးတော့ပြောနေကြတာလေးကိုကျွန်မကအခုအခွင့်အသင့်နှောင်းလေးနည်းနည်းပြန်ရှင်းပြပေးတာပါဒါတွေကကျွန်မဖန်တီးထားတာမဟုတ်ပါဘူးเนาะ ဲ့တော့ကောက်တလာတာပဲ KG သိန်းရုံးမှာပါပါတယ် KG စာအုပ်တွေဆိုလို့ရှိရင်လည်းဒီကောက်တလာတာပဲတွေ့မှာပါအဲ့တော့ small letter ဘာလို့မပါတာလဲဆိုရင် KG သိန်းရုံးမှာ small letter မပါလို့ပါရှင် grade 1မှာ small letter သိရပါမယ်အဲ့တော့ grade 1ရောက်မှ small letter သိတဲ့အခါမှာ words တွေပါလာပြီဖြစ်တဲ့အတွက် ခလေးအဆင်ပြေပါမလားဆိုပြီးတော့မေးတာလေးရှိပါတယ်အဲ့ဒီအတွက်တချို့ကတော့ capital letter တွေရသွားပြီးတဲ့အချိန်မှာ small letter ကိုသိမှာတယ် အဲ့တော့ဒါကတော့ခလေးရဲ့ light နိုင်စွမ်းပေါ်မှာ multi ပြီးတော့တင်လို့ရပါတယ်အမှန်တကယ်ကတော့ဒီ capital letter နဲ့ small letter လေးကတွဲပြီးတော့ worksheet တွေ assessment တွေလုပ်မယ်ဆိုလို့ရှိရင်ပို့အဆင်ပြေတာပေါ့နော်ဒါပေမဲ့တင်ရိုးမှာပါတာကိုကျမကပြောပြပေးတာပါအဲ့တော့ kg မှာ capital letter ပဲတင်ရပါတယ်နော် small letter ကို grade 1ရောက်မှတင်ပါမယ် အဲတကယ်လို့ကလေးကလိုက်နိုင်နေဆိုရင်တော့ capital letter တွေတင်ပြီးသွားတဲ့အချိန်တင်ရိုးလဲပြီးသွားပြီဆိုရင်တော့မိမိသဘောအရာကိုယ့်ရဲ့ကလေးကိုကိုတင်ပြီးထားခြင်းနဲ့ဆိုရင်တော့သဘောပါပဲရှင် grade 1မှာတော့ small letter နဲ့စတင်ပြီးတော့ words တွေတင်ရပါမယ်ရှင်ကျေးဇူးတင်ပါတယ်ကျမကတော့ဒီချိန်ပန်းပါရှင်တတလို့ပါ